စီရီယားဖန်ကိုဝင်းရံအားဖြည့်ပေးကြပါတော့ညီကောင်မတော်များအားလုံးမင်္ဂလာပါခင်ဗျာဆီယမာကြီးမြနှောင်းညိုရေးသားသောရင်ခွင်ဦးတို့ပြန်ခဲ့သည်လို့အမိရတဲ့ဝတ္ထုကိုအပိုင်းခုနှစ်အနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာရင်ခွင်ဦးတို့ပြန်ခဲ့သည် အပိုင်းခုနှစ်တိန်အုပ်သည်နောက်တော့လေငှတ်တော့ကွင်းမှာသာသူအာယုံရောက်တော့ကစတုဒ္ဓတန်တန်းလုံးကျွအောင်မြင်ရည်တီးဟူသောဆီယမာကြီးဒွန်ညိုတို့၏ဆန္ဒနှင့်လည်းကန့်ညီအောင် ငှတော့ကွင်းရွာဤအနာကက်ခေါင်းဆောင်ကောင်းကလေးများဤအတိပညာဘ ഹു တုတလည်းဖွင့်မျိုးက ကိုရီကိုသွေးတိုးတက်ရှင်တန်ရင်အတွက်သာလုံးမအရှင်ကုန်ခဲ့နေလေတော့ဤအခန်းကိုပွင့်သည်ပြက်ကတဲ့အတိတ်ကလေးကိုနိုင်ရန်တွင်ရှိတ်လိုက်သည်ကြော်ဟင်းဤရုပ်ပုံလွားသည်တိုက်ပုံနှင့်ကျိုးကြီးရှိတ်ပစိုးနှင့်ခံညာတက်ရလှသည်ရှင်ပေါင်းမိတို့ကြက်ကြက်နှင့်နေကမျက်မှန်တက်ခဲ့စဉ်ကပုံစံကိုလည်းပွင့်ကြိုက်ခဲ့သည် အခုလိုတီကြီးခန်းညာတန့်ပြန့်ပြန်တော့လဲပွင့်သဘောကြသည်ပွင့်အရွယ်ကလည်းပြောင်းလဲရင့်ကျက်လာတာမို့လားမသိနိုင်ပေပွင့်သည်ဖြုတ်ချထားသောပြက်ကရင်ဟောင်းကလေးကိုစာကြည့်စပွဲတောင်းမှာအလိုက်လိုက်ပြီးထိုးထားလိုက်သည်လွင့်ပြင့်လို့တော့မဖြစ်သေးနှင့်မှမကုန်သေးတာပဲမိကလုတ်ပိတ်တော့မီပြုတ်ပြီးမှတတိယကအခန်းထဲမှထွက်ပြီးအဖွားခန်းသို့လျှောက်သွားသည်အဖွားသည်ပြီးခဲ့သောလားကရာတီဥရုအပြောင်းလဲမှာအအေးမိအဆုပ်ပွားက မပြာစဖို့ဆရာဝန်ခေါ်ပင်ပြရသည့်အထိဖြစ်ခဲ့သည်အဆုတ်ဘွားယောဂဖြစ်တော်မှပင်အဖွားမှာတွေးတို့ယောဂရှိနေကြောင်းသိရတော်၏ဆရာဝန်ကအဖွားကိုစားပေါ်တာချက်ကျွေးခိုင်းတော်လေအဖွားကခတ်တီတီနှင့်မပြီးွက်တောင်းကငရုတ်သေးရဲရဲတွတ်တွတ်နှင့်နယ်ဖက်စားမြဲပင်တဖန်အဖျားမရှိတော့သည့်နေ့တပြိုင်နက်ရှောင်းတဟို့ဟို့ဆိုးမြဲဆိုးနေသည့်တိုင်အဖွားသည်ဆရာဝန်ဆက်မပင်တော့ ရှေကျွားကပူဇော်ရမှာနှမျောသည်စေကံသွားပြမလားမေးပြန်တော့လေမျက်နှာထားတင့်တင့်နှင်ခေါင်းခါသည်ညနေကတော့အဖွားထမင်းမစားညင်ဦးမှပွင့်သည့်အဖွားကိုရှေစုပ်လက်နဲ့ပြုတ်ပေးရင်အဖွားကိုယ်တွေပြန်ပူနေသည်ကိုတွေ့ရလေသည်ကိုပူကြစေးလေးတောက်မလားအဖွားပွင့်စေကံမှာပြည့်ဝပေးမယ်လေရတယ်ရတယ်ဒီလောက်လည်းမဟုတ်ပါဘူးအေးဆိုကအဖွားကဓမ္မပဒဖခိုင်းသည်တအောင့်နေတော့ ညီသွားစားသွားကြတော့ရှင်မလားစိန်ကိုသာလှုပ်လိုက်ဟုပြောလိုက်ပွင့်သည်စားကြည့်လိုက်တွေးလိုက်ရေးလိုက်ငေးလိုက်ငိုင်လိုက်နေအခုညဆက်တနာရီထိုးလိပြီပွင့်မအိတ်ခင်အဖွားကိုအရှိနေသွားကြည့်ဖို့တော့လိုသေးသည် ပွင့်အခန်းထဲမှအထွက်တင်အတော်မလားစိန်ကို သူမ၏အခန်းထဲလှစ်ခနဲဝင်သွားသည်ကိုတွေ့လိုက်ရသည် တနေ့တော့အိမ်နှင့်စီခောက်တုံကူးတန်းရင် ကျွေးမီအတိပေးအဟောင်းပြန်သိမ့်မြဲအတော်မလဆိုင်သည်အခါတိုင်းဒီအချိန်ဆိုတခေါခေါဟောက်နေပြီပွင့်ကားထွေထွေရရမတွေ့မီအဖွားဟုခန်းစည်းလှည့်ရင်တိုးတိုးခေါ်ကြည့်သည် အဖွားကမထူအဲ့ပြော်နေသည်မှတ်စေရှောင်းတဟုတ်ဟုတ်ဆိုရင်တက်တက်ညီးလေသည်အဖွားဟုတိုးတိုးညင်သာထက်ခေါ်ရင်အဖွားကိုနှစ်ဖူးဆန်းသည်မိစနဲ့ရှစ်ရှစ်တောက်ပူပြင်းနေသည်အဖွား အရင်တခါဆရာဝန်ပေးတဲ့ဆေးပြားအဖြူကြီးတပြားကြံသေးတယ်လေအဲ့ဒါကော်ဖီလေးနဲ့တောက်မလားပွင့်သွားဖြော်လိုက်မယ်အခုပဲငါ့ကိုမလှဆိုင်ဆေးတိုက်သွားပြီငါမူးနှောင်းနောက်ကြီးအေးအိတ်တော့မယ်အဖွားကိုဆောင်းပြုတ်ပြင်ခြုံပေးနေစေတခန်းလုံးမှောင်အတိကျသွားသည်မဟုတ်တအိမ်လုံးမှောင်အတိကျသွားသည်မိပြတ်သွားပြီ အဖွားပွင့်ကဗျတင်းပေါက်တရုတ်ကမှအပြင်တို့ချောင်းကြည့်သည်ပွင့်တို့တအိမ်ပဲပြတ်တာအဖွား ဖြူပြက်သွားပြီထင်တယ်။မနှံ့မမလှဆိုင်ကို မီးပြင်တမခေါ်ခိုင်းပြီတော့အခုငါ့ကို မီးအိမ်ထုံးပေးစမ်းပါ။ပွင့်ကအရန်အတင်းထားမြဲဖြစ်တော့ဖန်မီးအိမ်ကိုအဖွားကရင်အောက်မှထုတ်ယူထုံးညိကတဲ့ရနဲ့ခလန်လန်ကျမ်းပြပေါ်မှာချထားခဲ့သည်။ပွင့်ကိုယ်တိုင်အတွက်တော့ဖျောင်းနိုင်ထုံးပြီးကိုအခန်းထဲသို့ပြန်လာခဲ့သည်။ရှင်းအောင်ချပြီးညှက်ပြီးတည်နေမီးမှုတ်ပြလိုက်သည်။မီးရစ်ကလည်းအဖွားစီမှာပဲရှိသည်။ပွင့်ထံတစ်ခုရှိနေလျင် အကောင်သားဟုတွင်မိသည်။ ဖျားရှိခိုးသည်မေတ္တာပို့သည်အမေထံအဖွားထံပြီးတော့တိန်အုပ်ထံပြီးတော့ပြီးတော့ကိုကျော်အောင်ထံပွင့်သည်ကိုကျော်အောင်နှင့်ဆုံသေးရလိမ့်မည်ဟုယခင်ကဘယ်မှာထင်မှတ်ဖူးခဲ့ပါမလဲတွဲဆောင်ပုံကအစမ်းတကြဲမဟုတ်တွဲဆောင်ရခြင်းသာစမ်းကြဲသောအဖြစ်အပျက်တစ်ခုဖြစ်ခဲ့သည်ပွင့်နှင့်မေချိုးတွဲတွဲဖြစ်နေကြသည်မှာနှစ်နှစ်ကျော်ခဲ့ပြီတတိယနှစ်ကျောင်းသူတွေဖြစ်လာကြတော့မှာ ကိုကျော်အောင်နဲ့ပွင့်တည်ကြွခဲ့ရသည်ကိုကျော်အောင်နာမည်ကိုပွင့်ကြားဘူးနေခဲ့တယ်လို့သူဓာတ်ပုံအချို့ကိုလည်းမေရှူတို့အိမ်ကဓာတ်ပုံစားအုပ်တွေမှာပွင့်တွေ့ဘူးနေသည်အယံမြင်ပါပြီညနေထားမှုရာချိုးသားပြောပြောင်းတော့သူမ၏အကိုဝမ်းခွဲအတွက်မေရှူဂုံယူဝင်ကြွားမြဲဖြစ်သည်ပွင့်ကလည်းအထင်တကြီးရှိခဲ့သည် တက္ကသိုလ်ပညာကိုနိုင်ငံသားမှတည်ယူကဘွဲရပြီးမှမြန်မာပြည်ပြန်ရောက်လာတော့ စက်မှုပညာရှင်တဦးမှုအထင်ကြီးလောက်သူဝင်ဖြစ်လေသည်မေချိုကပွင့်တို့အိမ်တို့ကိုကျော်အောင်ဤကားကြုံနှင့်လိုက်ပါကပွင့်ကိုဘိုးချုပ်ဈေးသည့်တွားကြဖို့လာခေါ်ခဲ့သည်ထိုစဉ်ကကိုကျော်အောင်သည်ပွင့်တို့ကိုဘိုးချုပ်ဈေးသည့်မှာထားခဲ့ပြီးပြန်သွားဖို့ပဲဖြစ်သည်ပွင့်ကိုတွေ့ပြီးတော့မောင်စိတ်ပြောင်းသွားတယ်တိတ်လာတဲ့နန်းရွှေဆိုင်ဆန်မင်းသမီးလေးကို မောင်တစိမ့်သိမ့်သာဆက်ကြည့်နေတော့တာပဲဟု နောက်တော့မှသူကပြန်ပြောင်း၍ပြောပြသည် ပွင့်ကเจ้าစာမာတာညံထုံထိုင်းပြီးစန့်ကျင်ဘက်လင်ဤစိတ်လှုပ်ရှားရင်းရိုင်မှုကိုတော့ပါနက်စွာသိလွယ်သည် ပွင့်အနေနဲ့ကိုကျော်အောင်ဤရုပ်ရည်နှင့်ပညာရည်ချင်းကိုသဘောကျအထင်ကြီးပိသားဖြစ်သည်ဆွေမျိုးညာကယာဒူးကောင်အနေနဲ့လေပွင့်တို့အတိုင်းဝိုင်းမှာလက်ညှိုးထိုးပြเสียတယောက်တလေပင်မရှိ ပွင့်ဤဖခင်အလှဲ့တော်က ပွင့်ဤမိခင်ကိုရွေးချယ်သည့်အတွေ့အဖွားတို့စိတ်ကွက်ခဲ့ရသည်ပွင့်အလက်မှာတော့ကိုကျော်အောင်ကိုပွင့်ဤအဖွားသဘောတူကြည်ပြုံလွန်းလာ၍ဟိုဘဆွန်းတို့ပင်ခရီးလွန်သောအုံမှတေရှာသည်ပွင့်သည်လိန်မာပါနတ်စွာအချိန်ဆွဲပြီးကိုကျော်အောင်ကတနေ့နေပါပွင့်ဤအရှိကိုတောင်းခံဆောင်ဆိုင်နေခဲ့လေသည် နောက်ဆုံးနှင့်ចောင်းသူကြီးဖြစ်လာသောပွင့်ကိုအဖွားသည်ဗရံများလက်စွပ်နှစ်ကွင်း အလဲမာတဒန်းသွားခဲသားစိန်လက်စုတ်ကလေးဆင်မြန်းပေးခဲ့သည် ထို့မြမက မေရှူတို့ကားနှင့်လာခေါ်တော့မောင်တို့ဖခင်ဤမွေးနေ့ပါတီညစာစားပွဲတုန်းကလည်းအဖွားသည်စိတ်လိုလက်ရစိတ်ရလက်ရရွှေနှကြခွဲသားရှိသော ရွှေမြင်ခွနကျိုးလိန်လဲဆွဲနေရွှေနှကြခွဲသားရှိသောစိန်စီမောင်နှံခွနဖို့လက်ကောက်တို့ကိုဆင်မြန်းလှုပ်လိုက်သေးသည်ထိုညစာစားပွဲမှာအိမ်ပြန်ရောက်ရောက်ချင်း လက်ဝဲလက်စားတွေပြန်လျှော့ခါအဖွားလက်ဝဲတို့အနှံ့ရတော့လေပွင့်ဝဲချမ်းဝတ်ဆင်ခွင့်ရတော့ငွေ350ကျတင်သည့်ဆွစ်ဇာလန်ဇာတထဲစားကိုတော့ပွင့်တက်တာထဲမှာအပီးအပိုင်တင်ထားပိုင်ဆိုင်ခွင့်ရခဲ့သည်တင်းအုပ်နဲ့ကွဲကွာသွားပြီးကလေးကဟာလာဟင်းလင်းမပြေတင်းခဲ့တော့ပွင့်ဤနှလုံးသားသည်ကိုကျော်အောင်နှင့်ရှေကျိုးတွေကအင်ယာပေါင်းဖို့အဖြစ်ရည်ရထားပြီးသည့်အထီးလေ ရောရဲအားနည်းစွာတစုံတရာကိုတန်တချဖွေနေစေဖြစ်သည်သို့တော်လည်းထိုညစာစားပွဲညကတော့ပွင့်စိတ်ကူးရင်မျှော်မှန်းခဲ့သောမောမှန်မှုအဆောင်ရောင်တွေနှင့်ပွင့်ကျေနပ်ပျော်ရွှင်နိုင်ခဲ့သည်ဘွဲရလျင်ကိုကျော်အောင်ကမိဘဆွေမျိုးစုံလင်စွာနှင့်လာရောက်တောင်းရန်လိမ့်မည်ပွင့်ကလည်းမျက်မွေးထော်လို့မောမကြီးဝန့်သောအဖွားကိုဝင်းဝင်းဆဆကလေးကြိုတင်ပြောပြခွင့်တောင်းလှန်ပေမည် ပွင့်လက်ထသွားသောတရင်ကိုတိမ့်အုပ်သိလိုက်ရင်ဘလို့ခံစားလိမ့်မလဲသူမျက်နာမှာတစုံတရာဖော်မပြပဲမတုံမလို့ကြောက်စရုပ်လိုနေနေပေမည်သို့တော်သူနှစ်ရှည်လာများတီကျွမ်းခင်တွယ်ခဲ့ဘူးသောပွင့်နှင့်ထာဝရဘဝတလန်းတစ်ခုစီကွာသွားပြီဆိုသောအသည့်ကြောင့်သူနည်းနည်းတော့တုံလို့တတပေမှာပဲဟုပွင့်တွေးမိသည်ကိုကိုကတော့ပွင့်ကိုမေ့ရနိုင်ပေမည် ပွင့်မျောမှန်းသောဘဝခကြီးလန်းကိုရှားပွေရှောင်းလန်းစာပြုတ်ပြီးဖြစ်တော်လေပွင့်သည်တိမ့်အုပ်ကလုံးလုံးရရမေ့သွားမှာကိုတော့မခံရှိနိုင်ကြေကွဲသည်ပွင့်သည်မျက်လုံးစုံမိတ်ထားသောခေါင်းကလေးခါရမ်းပြီးတိမ့်အုပ်ကိုအတွေးထဲမှဖျောက်ပစ်သည် ပွင့်တွေးရမှာကကိုကျော်အောင်မှာပွင့်ကိုရှစ်တော်ပွင့်အတွက်လှပပြည့်စုံသောအနာဂတ်ကိုဖန်ဆင်းပေးမိမောင်းအကြောင်းပါ လက်ထက်ကြပြီးလည်းရင် မြို့တစ်မှာလိုက်နေဖို့မောင်ကမငင်းဆန်ပါပြင်းစရာကောင်းပေမဲ့ပွင့်ရှိနေလည်းရင် မောင်ပြောမှာပေါ့အချစ်ရဲ့ဟု လိုက်လိုက်ရော်ရော်ဆိုခဲ့ပေသည်အဖွားရှိနေတဲ့၍တော့ပွင့်တို့မောင်နှံသည် မြို့တစ်မှာပဲနေကြရလိမ့်မည်အဖွားမရှိတော့မှသာ အဖွားထားခဲ့မိအမွေအနှစ်များကိုထုခွဲပြီးမြို့လယ်ပိုင်းသို့ပြောင်းရွှေ့နိုင်လိမ့်မည်အိုးပွင့်ကအဖွားကိုတေးစေချင်တာမဟုတ်ရပါဘူးနော်ဖျားပေးပေးကြမ်းပေးပေးပါ အနိုင်စတရားမြည်ဒီမှာရှောင်းလဲမရစကောင်းတာမို့တနေ့တော့အဖွားလဲတရားအောင်မှာပဲမဟုတ်လားပွင့်ကတိတက်သူပါအဖွားအတွက်ပွင့်တို့မောင်းနဲ့အလူဒါနာပြုအမြာတန်းဝေအမဲပွင့်တို့မောင်းနဲ့နဲ့ပွင့်ကတွားကလေးပေါ်လာအောင်ပြုံးသည်မျက်တောင်တွေမှေးစင်းလာသည်မောင်းသည်၎င်းအရာခတ်သိမ်းသည်၎င်းမောင်းအတိကျသွားသည်ပွင့်စိတ်အထင် ခဏတစ်ဖြုတ်သာပဲဖြစ်လိမ့်မည်ပွင့်တကိုယ်လုံးပူလောင်လာသည် ဆောင်းတွင်ကြည့်ပဲဘာကြောင့်အေးမြပူပြင်းလောင်အပ်ရပါလဲဟုတွေးမိတည်ထင်သည်အသက်ရှူကြက်ကချောင်းတဟော့ဟော့ဆိုသည်အဆက်မပြတ်ချောင်းဆိုးလေသည် ဟုံးကနေလေးလံသောအရာတစ်ခုအမြင့်မှပြုတ်ကျလာသည်ကတင်တိမ့်တိမ့်တုံသွားသည်ပွင့်မျက်လုံးလည်းလင်းထိန်သွားသည်မီတောက်မီလီယံတွင် မြင်လိုက်ရသလိုပင် စိတ်ထင်လားတကယ်လားမရေရာဝဒဝါနိုင်စေွယ် ။အော်ကြီးတန်တက်တက်ကြားရသည်။လဲပြိုတန်လိုလိုမသေးကွယ်။အတော်မလားစိန်ဤဆူဆူဝါးဝါးအော်ဟစ်တန်ကိုတော့ပွင့်တက်တက်ကွယ်ကွယ်ကြဲကြဲလောင်လောင်ကြားလိုက်ရသည်။ပွင့်တော့နီးတူအပေါ်ထက်တွင် အိတ်နေသောဒေါ်လာစိန်သည်ပိတ်ဆို့ထားသောတကားအထက်ထက်ကိုဖြတ်ကျော်ပြီးဘလို့ကြောင့်အောက်ထက်ရောက်နေပါတယ်။အတော်အော်တန်ဒီအောက်ထမ်းမှလာတာကိုပဲပွင့်တိကအတော်ဘလို့အောက်ရောက်နေကြောင်းကိုထိုစင်ကတော့ပွင့်မတွေးတော့နိုင်ခဲ့တာအမှန် ပွင့်တည်ကြောင်ကတန်းစူးချထိတ်လန့်စွာအော်ဟဲ့ရင်ရှန်တော်ထဲမှခုံထွက်လိုက်လေ၏အခန်း30ညိုတိစီမှတ်တိုင်းဗဇကားရက်လိုက်သည်နှင့်ခရီးတဲ့တွေအစုလိုက်အပြုံလိုက်တိုးဆင်းသွားကြသည်ဗဇကားပေါ်တွင်လူမကြံတော့တလောက်ပင်ရှေ့မှတ်တိုင်းနှစ်ခုဆိုလျင်ဂိတ်ဆုံးပေပြီသူရှိမှခရီးသွားတယောက်နှစ်ယောက်မှ တောင်းရှင်ဝင်းရှိစလဲများများဆဆပါလာကတဲယူရမချရနဲ့ တကားပေါက်ကိုအတော်ကြအောင်တိတ်ဆို့နေသည်သူတို့ဖယ်ရှားသွားတော့မှပင်ဦးသိန်းအုပ်သည် ကားပေါ်မှဆင်းလာနိုင်လေသည်ဦးသိန်းအုပ်မှကားထွက်ခါစားပြုတော့မှမြေပေါ်ရှေ့ဆုံချနိုင်လေ၏သူသည်ဆော့ဆော့ကကားပေါ်မှကြက်ကြက်တက်တက်ညှက်ဘူးညှက်ပိတ်စီးနင်းလိုက်ပါလာခဲ့ရမှာယခုမှအတဝဝရှူနိုင်တော့သည်ကားပေါ်မှတစုတည်းဆင်းသွားကြတော့လေခီးတဲ့များမှာကိုလန်းကိုစီအသေးသေးသွားကြရင် ခနာချင်းမှာပင်တကွဲတပြားစီဖြစ်သွားကြလေတော့ဤဥသိမ့်အုပ်ဒီခရီးဆောင်တစ်ခုကို ပခုံးမှာတိုင်းလွယ်ကနောက်တစ်ခုကိုလက်မှာဆွဲကင်ပြီးဈေးရှိဆိုင်တန်းတစ်ချောင်းခက်မှန်မှန်ရှောက်လန်းလာခဲ့သည်ခေါင်းရက်ပြတ်ထိုးဈေးတဲ့များသည်ဈေးအပြင်ဘက် ကွက်လက်မြေပြင် လူသွားလန်းတစ်ချောင်းတွင် မြေပေါ်ဘန်းတွေတောင်းတွေချကဈေးရောက်နေကြသည် သူရှိစဉ်ကမြို့တစ်ထက်အစာပေါင်းများစွာပို့ပြီး ူနေထုထက်စီကားခဲ့ရှိပြီတကားဈေးတိတ်ရှိဒေါ်မမြင့်ဤဆိုင်တဲခဲ့ဘူးသောနေရာစီတို့သူမျှော်ကြည့်သည်အလှပြင်ဆိုင် စတိုးဆိုင်နှင့်ဈေးကုကန်တခုတို့သည်ဆိုင်ပုတ်အစီအရေနှင့်အုတ်တိုက်ဆိုင်ကန်းများအဖြစ်ဒေါ်မမြင့်ဤဆိုင်နေရာမှာအစားဝင်နေကြသည်ဩအလေကစတိုးဆိုင်ထဲမှာဒေါ်မမြင့်သည်ခွေးရှင်မြင့်တစ်လုံးပေါ်စမတ်ကြကြထိုင်းပြီး ဇေယောကောင်မလေးနှယောက်ကိုညွှန်ကြားပြောဆိုနေတာပါကလားဆိုင်ချေးမှာဖြတ်သွားတော့သူ့ကိုဒေါ်မန်းမြင့်လှမ်းမြင်သည်သူမျောလင်းသည့်အတိုင်းပဲဒေါ်မန်းမြင့်သည်သူ့ကိုမမတ်မီရက်တက်နှုတ်ဆက်မနေရသောကြောင့်ဦးသိန်းအုပ်အတော်ကြီးစိတ်သက်သာပေါ့ပါသွားသည်တူတူနှင့်တကွာအရှားတငယ်ချင်းရောင်းရင်းတွေဤတင်းကိုသူသိကျင်သည်သို့တော်ရှင်တွဲပါလာမည်ပွင့်အကြောင်းကိုတော့သူမကြားလို့သည်တာယာကုန်းနှင့်မလန်းဝေသော ။နောင်လေသူဥရဟုဖြတ်သားဖြတ်လာဖြစ်ရမည်ဖြစ်တော်မြို့တင်နှင့်ပတ်သက်ဆက်နွယ်လေသည်။တို့မကြားသိကျင်တော်ဆောင်လဲနိုင်မှာမဟုတ်။တို့ရတွင်ယခုတော့ရှိစေအောင်တော်လေ။ဆရာလေးအိမ်ရပြန်ဘူးညွန့်ဝဲသွားပါဦးလား။အတိအကျွမ်းပေလား။ဇဝေဇဝါနဲ့ခေါ်တာလာရစီတို့သူဆောင်းငဲ့ကြည့်သည်။တပန်နွမ်းခေါင်းပေါင်းပေါင်းထားသောကြောင်စိန်ပေါင်းမိတို့စွကျဲကြောပြဲနှင့်ဆနနှစ်အွယ်ကောင်းလေးသည် စိမ့်စို့လက်ဆက်သောဘူးညွတ်တညွတ်ကိုကိုင်းမြောက်ပြရင်သူ့ကိုမျောလင့်စွာကြည့်နေ၏။ကြောင်းသားကလေးဖြစ်မည်။ဒါမှမဟုတ်ကြောင်းမှနှုတ်ထွက်ထားပြီလေထင်သည်။ကြောင်းမတက်ခင်ဈေးရောက်ထွက်တာလား။ကြောင်းမနေတော့တာလား तू သိကြင်မိ၏။ तू ဤပင်ဒီတိုက်ပုံနဲ့ကြောင်းစိမ့်ပစိုးကိုကြည့်ကသူ့ကိုဆရာလေးဟုခေါ်ဆိုပြီးသူ့ခရီးဆောင်အိတ်တွေကြောင့်အိမ်ပြန်ခရီးအဖြစ်မှန်းဆကြောင်း तू နားလည်လိုက်သည်။တော့ပြန်တော်မီတော်သားတယောက်နေနဲ့ ရွာမှာပေါ်များသော ဟင်းသည်ဟင်းရွက်များကိုလက်ဆောင်တည်ယူဖို့မလိုပေ။ဈေးလန်းကြားသို့ချိုးကွေ့မဝင်မီ။နောက်ဘက်စီမှာကြံ့ရင်ခဲ့သော အထက်တန်းကျောင်းစီသို့သူလှည့်ကြည့်သည်။သူ့ဘဝတချိုးတကွေ့ပြောင်းလဲလျက်ဒီကျောင်းတော်ကို သူဆော့ခွာခဲ့ပေသည်။ပွင့်ရည်ပဲမျောမှန်းသောသူ့ဘဝခရီးလမ်းကိုမလျှောက်လှမ်းတော့ပဲ။ဒီနေရာမှာသူကြောခိုင်းခဲ့သည်။သွေးအသေးနှလုံးကိုသွေးအလိမ့်လိမ့်နာကျင်အောင်သူ ခွဲထုတ်လှီမွန်ခဲ့ရသည် အခုတော့လေသူတို့ငငယ်ကကာယံနဘေထက်ခါတယောရွတ်ဆိုခဲ့ကြဘူးတလို့ပင်အသေးနှလုံးလေကျွဲပခုံးထပြီထင်ပါရဲ့လမ်းကြားထဲရောက်လာလျင်လမ်းမဝင်မိလေသလားထင်အောင်ထင်မှဖြစ်မိသည်စေတနာဓာတ်ပုံဆိုင်ရွှေသားဘူဖနှက်ဆိုင်တီရိအရှုပ်ဆိုင် အောင်မြမလေထိုးကျွတ်ပါလမ်းဘက်ဘက်မှာတော့ဟိုတုန်းကရှိခဲ့သောစေကုကံရှိမြဲရှိနေသည်ဟိုတုန်းကလိုပင်ဆိုင်းပုတ်သည် အယောင်ပြဲမွဲချောက်လျက်တခါမှဆေးသစ်မတင်ဘူးတလို့လို့ထင်မှတ်ရသည်ဆေးကန်းဖွင့်ချိန်မှာ၈နာရီဖြစ်လေရာယခုချိန်မှာတခါပိတ်တော့ခတ်ထားဆဲဖြစ်တော့ကြောင့်ဟိုတုန်းကလို လူနာများမများတော့မသိရဆရာဝန်ဆိုင်ဖို့ချိန်ဆွဲမထားတော့ကြောင့်ဟိုတုန်းကဆရာဝန်မဟုတ်သေးရလားလဲမသိနိုင်ပေသူဆုံးခွာခဲ့တော့ခဏနှစ်တာကာလအတွင်းမျိုးတစ်ကမယုံနိုင်တော့အောင်ပင် အပြောင်းလဲကြီးပြောင်းလဲတုတ်တဲ့စီကားလာလာပြီတကား လူနေအိမ်ချင်းများသည်နေရာကွက်လက်ပင်မကြံတော့ပဲဒင်းပြည့်ကြက်ပြည့်ဖြစ်နေလေပြီခဏနိခဏနဲ့ရိုင်နေနေသောအိမ်အိုတဲဟောင်းကလေးတွေအတန်အသင့်ရှိနေသေးတော်လေဝင်းနှင်းရှမ်းခိုင်ခန့်တက်ရက်သောပြင်းအောင်အိမ်များနဲ့တိုင်းအိမ်အချို့ကိုအားရလောက်ဖွယ်တွေ့မြင်ရ၏အတော်ဝွေးဝွေးမှပဲရှမ်းမြေတီတကူဖုန်ကြီးเจ้าကိုလှမ်း၍မြင်ရသည်သူလိုက်လံဝယ်ရှမ်းပြီးကတုံမိုးနိုင်ခဲ့သောပြင်ကရှေးတန်းရှေးចောင်းဆောင်သည် ယခုအခါအောက်ထက်ကိုအုပ်တက်ထားလိမ့်ပြီယမန်နစ်ကဆရာတော်ဥပညောပါဒပြန်လုံတော်မူသွားသည်ဟုသူတရင်ကြလိုက်သည်မြေဝကျုံးပေါ်ဘက်ကြွလာရင်ရေနှင့်ပြန်လုံတော်မူခြင်းကြောင့်ငှက်တော်ကွင်းလူကြီးများကကြားသိလာက သူ့ဆရာတော်မန်သူတေချာခါနတိကွင်ရခဲ့၏တက်ရှိထင်ရှားရှိစဉ်ကနှိရှိလာများကင်းကွာနေခဲ့တော်သူသည် လက်ရှိเจ้าနိုင်ဆရာတော်ထံလည်းဝင်ရောက်ဖူးမြော်ခြင်းမပြုတော့ နောက်အခောက်တွေမှာမှခိုလုံခဲ့ဘူးသောကွန်ရိတ်တို့ဝင်တော့မည်ဟုသူဆုံးဖြတ်သည်။ဘုန်းကြီးเจ้าကိုလုံမြောက်လာသည်နှင့်သူ၏ပါလျာသောနှုတ်ခမ်းသည်တင်းတင်းဆိတ်သွားခဲ့သည်။ဆေးပေါ်၌တောင်းလုံးခြင်းသည် သူ့ကိုချောင်းတော့ဟုတ်ဟုတ်ဆိုးစေရုံမက သူ၏နေထွေးဆူပြေဘူးသောနှုတ်ခမ်းတွေကိုမျိုးရောင်ပြောင်းကလျှောက်တရောင်းစေခဲ့သည်။ဒီလမ်းမှသူမကြာခဏဖျက်ချောက်နေရလေအောင်မည်။ဒီအိမ်ကြီးကိုသူပါကြောင့်မကြည့်ဝမကြည့်ရဲရမှာလေ။ ပြီးတော့ပွင်လဲဒီအိမ်ကြီးမှာမရှိတော့ဘူးဟုတေချာသလားဖြစ်နေပြီပဲသူဒီအာမန်တင်းကပွင်တို့ဤအိမ်ကြီးစီတို့ဝုံဝုံရဲရဲလှမ်းကြည့်လိုက်သည်ဟင်ဘလို့ယခုမှပင်သူမျက်စိမှောက်သလားလမ်းမသလားပူပြီးထင်အောင်ထင်မှာဖြစ်ရတော့မည်ပွင်အဖွားဒေါ်တန်းနှင့်ဤအိမ်မဲမဲကြီးမရှိထိုနေရာတွင်တထက်တိုက်ကလေးတစ်လုံးနှင့်ခင်မီတထက်ပြင်းအောင်အင်္ဂလီတစ်လုံးတို့က တိတန့်ဝင်းချံပုံနရိပ်ချံစီယိုးများနဲ့နေရာယူထားကြလေပြီသူ့ရင်ထဲမှာမီးစားနဲ့ထိုးသလိုပူပြင်းထိရှားသည်မခံမရက်နိုင်လောက်အောင်ပြင်းပြလွန်ကဲစွာနာကျင်သောဝေဒနာဖြင့်နှလုံးသားသည်တဒိန်ဒိန်တုန်ခါသည်သူ့လေချောင်းတွေကွဲအပ်လျက်နနက်စောစောအေးချံစိုထိုင်းစဲအချိန်တမရမှာပင် မြိုချစရာသတွေးမရှိသလောက်အာကောင်တွေလျှောက်တွေ့၏နှုတ်ကန်းကိုရှာနှင့်အသိန်းတွင် မာချောက်ကအရေကွန်ကွဲအပ်နေသောကြောင့်ကြံတန်ခတ်ထရော်သောအထီးတွေကိုခံစားရလေ၏။ပွင့်နေထိုင်ခဲ့သောအနီးနှစ်ထပ်ပြင်အောင်အင်ကြီးသည်မြို့သိနှင့်ပင်မထိုက်တန်အောင်တန်ကြီးကြီးအဖိုးတိုက်တန်သည့်ပထမရန်သာကျုံပြင်ကားတွေနဲ့စောက်ထားခဲ့သည်။ရေနံတွေဝကမဲနဲ့ဆွန့်ရှို့နေပုံမှာအင်မတန်ကြက်တည်ပြေဝတည်ငြိမ်လှ၏။ဒီအင်ကြီးကိုဖြိုချပြစ်ပြီး အင်တိတ်ကလေးတွေတိဆောက်ပြစ်သည်ဆိုလျင် မတန်တဆဆုံးရှုံးမှုပါသူဤသွေးကြီးအတန်ငယ်တန်းရစ်ဝါကျင်သောမျက်လုံးတွေသည်မှုံဝေသွားသည် ပြန့်ကျဲနတ်မောင်သော မျက်ခုံးများကိုတွန့်ကာမျက်မှောင်ကျုံလိုက်သောကြောင့်မျက်ရိုးသည်ပိုပြီးမိုးမောက်လာသလိုရှိသည် မျက်လုံးအိမ်သည် ပိုပြီးနတ်ဆိုင်ခွက်ဝင်သွားလေ၏ပွင့်တို့ဘယ်များပြောင်းရွှေ့သွားကြလေသလဲသူစိတ်သည်လာလန်းအတိုင်းပြန်လှဲ့ကဒေါ်မမင်းကြီးကိုပဲဖြစ်ဖြစ်တူတူကိုပဲဖြစ်ဖြစ် ်ပွင့်ဖဲမှာလဲမေးလိုက်ရှင်သည်လူကိုယ်တိုင်ကတော့ရှမ်းမြစ်တီတကူចောင်းတော်ကို၎င်းပွင့်တော့အင်ဂျီတရှိခဲ့ဘူးသောနေရာကို၎င်းကြော့ခိုင်းကမြို့သစ်ဘူဒါစီတို့ဥတီလျှောက်သွားနေခဲ့ပါပြီပွင့်အမွေရလျင်ဒီ91ဒီကအိမ်ဝကြီးကိုရောင်းပြစ်ပြီးရန်ကုန်ထဲမှာချွေနေမယ်ဟုပွင့်ကစိတ်ကူးရင်ခဲ့ဘူးသည်အခုတော့ဖြင့်ပွင့်သည်ဘွယ်လဲရကရှမ်းသာကြွယ်ဝကအရာရှိငယ်ကလေးဖြစ်ရှင်နေလျက် ိမ်နောက်ရတားလဲကြလောက်ပေးပြီ။ကျောင်းဝင်းစီမှခရေရနံ့သည်သူ့နောက်လိုက်ပါလာသည်။တာယာကုန်းကို၎င်းမြို့တစ်ကို၎င်းအားငယ်စွာအထီးကျန်စွာစွန့်ခွာခဲ့တော်သူသည်ယခုအခါမှာတော့ယုံကြည်ချက်ရည်မှန်းချက်ခိုင်ခိုင်မာမာတိဆောက်ပြီးပြန်လာခဲ့သည်။ကြိုးကြည့်ခဲ့တော်သူ့မာနသည်အတိတ်တပံပြန်လဲတခွန်ထူလေသည်။ခရင်ပွင့်နေသည့်တာယာကုန်းကြီးရွာအခြေခံမူလာတန်းကျောင်းအုပ်ယာတို့ဖြင့် ပြောင်းရွှေ့လာခဲ့သောဦးသိန်းအုပ်ကိုတင်းကြိုင်သောမှုရနံဖြင့်ဝမ်းပန်းတတကြိုးစိုးသည်ထင်၏ဦးသိန်းအုပ်ကတာယာကုန်းတွားဖို့ယထာအမိရှေကုံလှမ်းနေလေ၏ပွင့်သည်ယထာပြတင်းမှလဲဆန့်ကမြို့တိဘူဒာတို့မျှောကြည့်မိသည်မြို့တိဘူဒာမှမြောက်ပိုင်းပညာရေးအုပ်စုဆရာမတွေ၃၄ယောက်တက်လာကြရာရှိသည်ပွင့်တော်เจ้าမှတော်များစင်လဲမြို့တိဘူဒာမှယထာစီလေရှိသည် သူမသည်မြို့တည်သို့ကားတမတ်တိုင်စီရသောရွှေပြည်အေးရက်ွက်မှနေပေသည်ဂိတ်ဆုံးတို့လည်းတမတ်တိုင်လို့မြကွာသေး၏ဒီရထားကိုမမီလိုက်နေရင်တော့ပွင်းတော့တွေဘန်စကားဂိတ်ဆုံးထီစီပြီးမှမြင်းလဲနဲ့ဖုံအလိမ့်လိမ့်တွားရလိမ့်မည်အပြန်ခရီးမှာ ဖုံပေလူတာအကြောင်းမဟုတ်တော့လေအတော်မှာတော့တန်ရှင်းပါမှတနေလုံးတက်တောင်းတက်တာအလုံးလုံးနိုင်မည်ပွင့်နေသောညောင်ကန်ရဲ့ရက်ွက်မှာဘူတာနှင့်နေသည် ။ပွင်းတော့အိမ်နဲ့ဘုရားသည်လမ်းမတစ်ခုသာရှားသည်ဖြင့်နားစူညံတော်လဲတွားရေးလာရေးလွယ်ကူသည်။ဒေါ်မြဆင်းတို့လို ကားတတံကုံးချောင်းတတံမလာရပဲဘုရားရောက်ရပေသည်။ကြောင်ပွင့်ရတိုင်းပင်ပွင့်မှာလောဘကိုင်းမဲ့ဆရာမတွေမှယထာမိပါလေစားဟုသောနောက်ပူပန်ကမြို့တင်နာနီးကပ်လာနေတိုင်းယထာမှာလေဆန်းကြည့်ရှုရမြန်ဖြစ်လေသည်ဒီတပတ်လောက်အတွင်းမှာတော့ပွင့်သည်မြို့တင်ဘူတာရောက်တိုင်း စိုးထက်ရင်ခုန်ရတာကပိုကဲလာသည်တမီးရေအတော့ပခုံးကိုပြတင်းပေါက်ပေါင်နဲ့ညက်မိနေပြီကွနာလိုက်တာကွပွင့်ရင်နေပေးမှပိန်ကက်ကက်အတော်ကြီးကရင်ရင်ကြီးကြီးသို့တော်လေးတန်ခတ်မှမှာပြောရင်ပခုံးကိုဆက်ပြီးတိုက်ထုတ်သည် ပွင့်ဆောင်းငယ်မကြည့်တာတော့ဆော့ဆော့ကယထားဆိုင်ခဲ့သောဘူတာမှဘဲဥငှျောက်ငါးစီတွေအပြည့်တိတ်တယ်ငါကုံတဲတွေပြည့်လာတယ်လို့ ခရီးသည်တွေလည်းဒလဲချမ်းတက်လာကြရာညောင်ကန်ကြိတ်မာတုံးကရှောင်ချိခဲ့တော့ရထားသည်ယခုအခါအတ်ချစရာနေရာပဲမရှိအောင်ကြက်တိတ်လာ၏ကျောင်းစရာတယောက်ပြေးလိုက်လာတယ်ဗျို့မိလောက်ပါရဲ့ကြံမွေးတံတပြက်စီးနဲ့အဖိုးကြီးကတော့ကြံခဲ့ပြီဗျာယထာတကဝမှာရက်ပြီးစီးလာတော့လူတယောက်ကအပြင်ဘက်ချူခင်းကို ရေရွတ်ဖောက်တယ်ရှာသည်ပွင့်ခေါင်းပန်းနှပန်းကြီးကနှလုံးသွေးဒိုင်းကနေခုန်ဆောင်၏ ဒီဘူတာမဆရာမတွေသာစီနင်းလိုက်ပါနေ၏ပညာရေးလောကမှာလည်းဆရာမဥယေကသာအဓိကများပြားနေတာကိုဒီတော့ចောင်းဆရာဆိုတာနဲ့ပွင့်ထိပ်ပြာတုံလုံးမိတာကမဆန်းအခုလိုနှစ်လေခါကျိုးမှာလက်တလောမြို့သိဘူတာမចောင်းဆရာတယောက်တက်လာဖို့ဆိုတာမတော်တဆတိုက်ဆိုင်မှုဖြစ်ခဲ့ပါလိမ့်ရင်အင်မတန်ကြုံနောက်ကြုံကဲတိုက်ဆိုင်မှုတာပဲဖြစ်ရလိမ့်မည်ပွင့်တို့ဤတာယာကုန်းကြီးရွာအမကចောင်းအုပ်ဆရာကြီးဦးကောင်းလှိုင်သည် လွန်ခဲ့သောတစ်ပတ်က2001ဘန်းပန်းတက်တာ သူ့လက်ထောက်ဆရာဆရာမများကိုရုံးကန်းသို့စူဝေးခေါ်ယူသည်ရုံးအမိတ်စာတစ်စောင်ကိုပွင့်တို့အားလုံးလူစိတက်စိအလှဲ့ကြဖတ်ကြရသည်ဦးကောင်းနိုင်ကိုတိုင်လည်းရှားရှားပါပါအားရပါရပစုံချင်းမိုးထွက်အောင်ပြုံးသည်ဆရာအားအထားခဲ့ရသောအမျော်ကိုးခဲ့ရသောတပည့်ဆရာငယ်မွေးချံပေါက်တိမ့်အုပ်အဲ ဥသိမ့်အုပ်တော်ကြောင်းအုပ်အဖြစ်ပြောင်းမိန်ကြလာပြီကြောင်းဆရာလှုပ်ဖို့ပြောရင်အင်းတင်တင်နဲ့ခေါင်းတေချာမငိမ့်နဲ့ကောင်အခုတော့အသက်28နှစ်အရွယ်မှာမူလာတန်းကြောင်းအုပ်ဖြစ်လာပါရောလားသူ့အတွက်တော့သိမ့်အုပ်သည် သူ့ပြိုးပြင်းမှာရှင်တန်းအခောက်ဝေလာတော့တီးနှံ့ပင်တပင်ဖြစ်သည်မျိုးနဲ့ပညာရင်းမှုယုံမှပြန်လာတော့ဦးကောင်းလှိုင်သည်အမောပန်းပင်မဖြေပြောင်းနိုင်အားပဲရုံးစတကိုင်းကိုင်းနဲ့ပြုံးချွင်ပြောမျိုးနေခဲ့၏ ပင်စင်သွားရတော့မယ့်အချိန်မှာဘသူများရောက်လာပါမလဲလို့စိတ်ပူလိုက်ရတာအခုတော့ဆရာပြုစုပြိုးထောင်လာခဲ့ရတဲ့ဒီเจ้าကိုဒင်းလက်ထဲမှာထားခဲ့ရမှာမို့စိတ်ဖြောင့်ပါပြီကွယ်ပွင့်အတွက်မူကယထာတုံကနဲ့ရက်လိုက်သည်တွင် ပွင့်ဤအတွေးတွေတိကနဲ့ပြတ်ကျသွားသည်ဒီအတွေးထီသူအမေမလိုက်နိုင်သေးဘူးဟုပွင့်ထင်သည်စောစောကခရီးသွားအပြောအရာတော်တော်ဝေးဝေးမှသူကြံရင်းနေကအပြေးအလွှားလိုက်နေရပေမည် ဒီနေ့မှယထာကလည်းအချိန်မှန်နိုင်ပေရဲ့ဟု ပွင့်အလိုမပြည့်ဖြစ်ရသည်ယထာတကားမှာတိုးဝှက်တက်လာသူများထဲမှာတူပါလာအုံးမလားလဲတထင့်ထင်ရှာကြည့်သည်ဆော့ဆော့ကစိတ်စောပူပန်မိတော်လဲယခုမူဒေါ်မြဆင်းတို့ယထာမိမမီပွင့်မစင်းစားဖြစ်တော့ယထာတလောက်ခါခါပြန်လဲထွက်စာပြုသည် ပွင့်မျက်လုံးစုံမိတ်ပြီးတက်ပြင်းတစ်ချက်မြင်းပြီးရှာသည် သူနှင့်ပပင်းရင်ဆိုင်တွေ့ရတော်မူ မတွေ့ရတာကြာမြင့်ခဲ့ပြီဖြစ်တော့ပွင့်ကရှစ်ခင်တွေ့တာခဲ့ရဘူးတော့ရှစ်ခင်တွေ့တာမှီစဲလဲဖြစ်တော့တိမ့်အုပ်ကိုမတွေ့မြင်လိုက်ရ၍ဝမ်းနေပက်လက်ဖြစ်သွားတာလည်းဖြစ်နိုင်သည်စိုးစိုးကကြောင်းစရာကို တွေ့မြင်လိုက်တော့ခရီးတဲ့ကိုပွင့်တတိရလာသည်ထို့သူမရှိတော့မြို့တဲ့ဘူတာမှာဆင်းသွားခဲ့ပြီထင်သည် တွေ့လျင် ပွင့်ကဘာမေးချင်လို့လဲလူငယ်လားအသားဖြူဖြူတိမ်တွယ်လား အသက်အစိတ်ကြောကြော30မရှိတတ်သူလားဒီလိုမေးမှလားမေးပြမီမထင်ပေခလေးကိုတိတ်မတိုးပါနဲ့ဒီကလည်းဆင်းမှာပါပဲခြေထောက်ကိုလည်းနင်းလိုက်တာတော့တကယ်တည်းကိုမှပဲခလေးအမေတယောက်ဤညူစုတန်းမတော်တော့ပါဗျအမျိုးသားတယောက်ဤတုံ့ပြန်တန်းဟိုဘက်အပေါက်ကဆင်းပါလားတော့ဆင်းလို့မရဘူးလူတွေထိုင်နေကြတယ်ရင်ကွင်ပိုက်ခလေးကိုကြည့်နေ မိမနှစ်ယောက်ထိုင်နေရုံမကအထုပ်ပိုးရှင်ပလုံးတွေလည်းရှားထားသေးတာအမှန်ပင်ကျုပ်တို့ကခီးဆုံသွားရမှာပြောင်းမှုဘက်ဆဲလိတ်တငေါငေါနဲ့အမျိုးသမီးတွေသူတို့တရားမျှတကြအောင်တန်တရားဂင်ဂင်စိတ်အေးလက်အေးရှိနေသည်ယထာအရှိန်နှေးရော့လာသည်ဒီဘူတာမှာဆင်းမဲ့သူတိတ်မပါဘူးတတ်မဲ့သူကြီးပဲပွင့်ကအတိတ်သမုတ်ပြင်တို့စိတ်ကြီးအလျင်တသွင်သွင်စီးဆင်းသွားခဲ့ပြီ ဂျမွေအတမပေါက်တဲ့အလုပ်ကိုမလုပ်ချင်စားမှနဲ့ကိုကိုစူးရှာကျဲလောင်သောမိမငယ်တို့ဦးဤမကြေမချမ်းပြည့်ရပြူတားမြစ်တန်သည်ပွင့်ဤနားထဲသို့နင့်နင့်သည်သည်တိုးဝင်လာ၏ထိုအတန်ရှင်သည်ပွင့်ဖြစ်ခဲ့သည် ပွင့်ကခေါင်းကိုဆက်ခနဲခါရန်းကထိုအတန်ကိုဆန့်ကျင်တွန်းလံမှုကြိုးစားသည်တို့ရတွင် ပွင့်ဤခါမှကြောင်းစိမ့်ထမိန်သည် ပွင့်ကို မထိတည်းလောင်ပြောင်းတယောလျက်ရှိလေ၏ဟုတ်ကဲ့ပါခင်ဗျာ ဆာရေးသူဆရာမကြီးများနောင်ညို့ရေးတာတော့ရင်ခွင်ဦးတို့ပြန်ခဲ့သည်လို့အမိရတဲ့ဝတ္ထုကိုအပိုင်းခွနဲ့အနေနဲ့စီစဉ်တက်ဆက်ခြင်းကိုဒီမာရင်ခိတခဏရနာထားခွင့်ပြုပါခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့သူညီကောင်မောင်တို့များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ